စကောနီရွယ်မန်ယူကျယ်ပွင့်ကိုအပြစ်မရှိအပြစ်ရှာဝေပိုင်ခဲ့တဲ့အာဆင်နယ်ကံတွင်အော်နီအားလုံးပဲမင်္ဂလာပါမြမန်ချက်စတာဖုတ်ဘောဆိုကနေတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတနင်္လာနေ့နေ့ရုံးကနယူကက်ဆယ်ကို4-1အယိမ်းနှိမ့်ခဲ့ပြီးနောက်လက်ရှိမှာတော့ လာယွန်းရဲ့ Euro Bali ဒုတိယကျော်ပွဲစဉ်ကိုအပြေအဝအောင်ဆိုင်နေပြီဖြစ်ပါလိမ့်။အစောပိုင်းပွဲစဉ်မှာ United ရဲ့ကံစီစွမ်းဆောင်ရည်တချို့ကအတော်လေးစိုးရင်စရာကောင်းခဲ့တာပါ။ဝေဖန်မှုတွေကြောင့် Gozma Onana ပါဝင်လာခြင်းမရှိချိန်အစားဝင်လာတဲ့ Barinda ကလည်းလောလောလာလာစွမ်းဆောင်ပြနိုင်ခြင်းမရှိခဲ့ပြန်ပါဘူး။ Mazraoui ကလည်းပုံမှန်ခြေစွမ်းပြောင်းနေခဲ့ပါလိမ့်။ Damascus Sky Sport မှာအသုံးသက်သူဖြစ်ဆောင်ရွက်နေခဲ့တဲ့ Arsenal ကနေ Thierry Henry ကတော့အသက်၁၉နှစ်အရွယ်လန်နီရိုကိုအယွန်ဆိုင်ပြီးတော့ထောက်ပြခဲ့တာတွေ့ရပါလိမ့်။အိုနီယာထောက်ပြမှုကလည်းလုံးဝအခြေမြင့်မရှိတဲ့စကားလုံးတွေဖြစ်နေပါလိမ့်။ Newcastle တတိယမြောက်ဂိုးမှာရွေရဲ့အားနဲ့ချက်ကမကင်းဖြစ်ခဲ့ပေမဲ့ ။ Oni ကကိုပေးလိုက်ရပြီးတဲ့နောက် Royo ကဘေးစီးကိုကြည့်နေခဲ့တာကိုလှောင်ပြောင်ပြောဆိုခဲ့တာပါ။အားလုံး Royo ကိုကြည့်လိုက်ပါ။ပထမဆုံးသူကလူကြုံမောဖမ်းဖို့လုပ်ပါလိမ့်။ဘိုင်းရဲ့အဆုံးတက်ပုံကအတော်လေးကောင်းလာတော့ဟုတ်ပါလိမ့်။ Royo ကိုပဲဆက်ကြည့်ထားပါ။သူဘာလို့တောင်းဆိုနေမှမသိပါဘူး။ဘာလို့ကြည့်နေမှနားမလည်နိုင်ပါဘူး။ကျွန်တော်ကတော့ဘာမှမသိပါဘူး။ဒါပေမဲ့တခါမှမတွေ့ဘူးပါဘူးဆိုပြီးအမူအရာနဲ့တကွလောင်ပြောင်ဝီဖန်းခဲ့တာဖြစ်ပါလိမ့်။နေတဲ့ပရိသတ်တွေကလည်း Oni ရဲ့ပြောစကားပေါ်မှာအတော်လေးဒေါသထွက်ခဲ့ကြဘူး။သူရဲ့ပြောစကားအတန်ကုန်2006ချန်ပီယံလိဘောလူပွဲတုန်းကအာဆနယ်တင်းရဲ့ပုံနဲ့အတူပြန်လှောင်ပြောင်နေခဲ့ကြတာဖြစ်ပါလိမ့်။